ယူကရိန်းအတွက်အဆင့်30ပါပြည့်ခတ်ရက်စဲရေးအစီအစဉ်ကိုအမေရိကန်ကအဆိုပြုမယ်လို့ဆိုလာပါတယ်။အမေရိကန်ဟာယူကရရှားရဲ့ယူကရိန်းကျူတော်စင်မှာအဆင့်30နဲ့ပြည့်ခတ်ရက်စဲရေးအောင်မြင်စေလိုတယ်လို့အင်ဂျီရောအမျိုးသားလွန်ကျော်ကြံပေးပုဂ္ဂိုလ် My Words ကပြောပါတယ်။အမေရိကန်ကိုယ်စားလှယ်ဖွဲ့ကတနင်္လာနေ့မှာဆော်ဒီမှာယူကရိန်းနဲ့ရုရှားကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုမပြုလို့မီအမေရိကန်သတင်းဌာန Fox News က My Words နဲ့အင်တာဗျူးကိုထုတ်လွှင့်ခဲ့တာပါ။ ရုရှားနဲ့ယူကရိန်းဟာနျူကလ িয়ার တအားပေးစေုံနဲ့ရေနံပိုင်လိုင်းတွေနဲ့တအားပေးလိုင်းတွေကို drone တွေဒုံးကြီးတွေနဲ့တိုက်ခိုက်တာရပ်တန့်မှုတော့လိုအပ်မယ်လို့ဆိုပါတယ်။ယုံကြည်မှုတည်ဆောက်ရမှာပထမဆင့်ကတော့ရုရှားနဲ့ယူကရိန်းကြားပြန်လည်အကျဉ်းသားတွေလဲလှယ်ဖို့ကအဓိကဖြစ်တယ်ဆိုပါတယ်။ရေးပါတဲ့အခြေခံအဆောက်အုံတွေပေါ့တိုက်ခိုက်မှုတွေရပ်တန့်ဖို့ပုံမှန်ပါတော့အမေရိကန်နိုင်ငံကထုတ်ဖော်မပြောခဲ့ပါဘူး။ပင်လယ်နက်ဒေသအထိ အကြမ်းဖက်မှုတွေရပ်တန့်ဖို့အဆိုပြုခဲ့ပြီးစွန့်ရင်အခြေခံအဆောက်အုံတွေကိုမတိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။တတိယအဆင့်အနေနဲ့ယူကရိန်းနဲ့ရုရှားထိန်းချုပ်ဒေသတချို့နယ်နိမိတ်မျိုးတခုသတ်မှတ်ရေးသဘောတူဖို့မျှော်လင့်ကြလို့ဆိုပေမဲ့ခက်ခဲမယ်လို့ဝန်ခံပါတယ်။ American ကိုယ်စားလှယ်အဖွဲ့ကတနင်္လာနေ့ဆွေးနွေးမှုမှာအဆိုပြုချက်တင်ပြမှာဖြစ်ပြီးယူကရိန်းကဘလို့တုံ့ပြန်မလဲဆိုတာတော့မေးခွန်းတွေရှိနေပါတယ်။လက်ရှိမှာတော့ဆော်ဒီနိုင်ငံမျိုးတော်ရေးရမှာရုရှားနဲ့ American ဆွေးနွေးပွဲတွေလုပ်ခဲ့သလို ယူကရိန်းနဲ့အမေရိကန်ကြားဆွေးနွေးပွဲတွေလုပ်ခဲ့ပါလေရုရှားကိုယ်စားလှယ်ဖွဲ့ကိုရုရှား FSB ထောက်လှမ်းရေးဖွဲ့ကြံပေးစာဂေးဘီစီတာကဦးဆောင်ပြီးအမေရိကန်ကိုယ်စားလှယ်ဖွဲ့ကိုထရန့်ရဲ့ထူးကိုယ်စားလှယ်ဒုတိယဗိုလ်ချုပ်ကြီးကစ်ကဲလော့ကဦးဆောင်ပါလေအမေရိကန်ကိုယ်စားလှယ်ဖွဲ့ဟာယူကရိန်းဆွေးနွေးကိုယ်စားလှယ်ဖွဲ့နဲ့လည်းတွေ့ဆုံဆွေးနွေးပြီးနောက်ရမှာတော့ရုရှားဖွဲ့နဲ့ဆွေးနွေးခဲ့တာဖြစ်ပါလေ ယူကရိန်းနဲ့အပြန်အလှန်တွေ့ဆုံဆွေးနွေးရမှာယူကရိန်းဘက်ကကာကွယ်ဝင်ကြီးရူစတန်ဥမာရော့ကတက်ရောက်ပါတယ်။စွန့်ရင်နဲ့အခြေခံဆိုင်ရာအဆောက်အုံတွေဘေးကင်းလုံခြုံရေးနဲ့ယူကရိန်းလုံခြုံရေးအာမခံချက်ပတ်သက်လို့စတင်ဆွေးနွေးခဲ့တယ်ဆိုပါတယ်။ယူကရိန်းကိုယ်စားလှယ်ဖွဲ့မှာစွန့်ရင်ကျွမ်းကျင်ပညာရှင်တွေရေချောင်းနဲ့လေချောင်းစစ်ပတ်ဆိုင်ရာကျွမ်းကျင်သူကိုယ်စားလှယ်တွေလည်းပါဝင်ဆွေးနွေးခဲ့တယ်လို့ကာကွယ်ဝင်ကြီးရူစတန်ဥမာရော့ကရေးသားပါတယ်။ဒါပေမဲ့လောလောဆယ်မှာဘယ်ဘက်ကမှ solid ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။